32ကြိမ်မြောက်တာမန်သတင်းပတ်ရဲ့တောက်ကြနေရှင်လူကာအေဝံဂေလိကျမ်းအခန်းကြီး18အခန်းငယ်26မှ39ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာနောအေး၏လက်ထက်၌ဖြစ်ပျက်ခဲ့သည့်အတိုင်းပင် လူသား၏နေရများတွင်လည်းဖြစ်လိမ့်မည်နောအေးသည်သင်္ဘောထဲသို့ဝင်ပြီးနောက်ရေလွှမ်းမိုးခြင်းကြောက်ရောက်သည်ဖြင့် လူအလုံးတေးကြပျက်စီးခဲ့ကြသည်နေ့ရက်တိုင်အောင် လူတို့သည် စားတောက်လျက်ထိမ်းများပေးစားလျက်နေခဲ့ကြ၏ထိုနည်းတူပင် လောတ၏လက်ထက်၌လည်းလူတို့သည် စားတောက်ရောင်းဝယ်လျက်စိုက်ပျိုးလျက်တီဆောက်လျက်နေခဲ့ကြ၏တို့ရာတွင်လောတသည်ဇော်ရိုမာမြို့မှ ထွက်ခွာသွားသောနေ့၌ကောင်းငင်မှမီးနှင့်ကန့်မိုးတို့ရွာသွန်းသည်ဖြင့်လူအလုံး တေကျေပျက်စီးခဲ့ကြ၏လူသားကိုထင်ရှားစေတော်မူသည့်နေ့တွင်လည်းဤကဲ့သို့ဖြစ်လိမ့်မည်ထိုနေ့၌အိမ်ခေါမိုးပေါ်တွင်ရှိသောသူသည်အိမ်ထဲ၌ရှိသောမိမိဥစ္စာပစ္စည်းတို့ကို ယူခြင်းကအောက်သို့မဆင်းလေနှင့် ထိုနည်းတူလက်ထဲ၌ရှိသောသူသည်လည်းအိမ်သို့မပြန်လေနှင့်လောဒ၏ဇနီးကိုသတိရကြလောမိမိ၏အသက်ကိုကယ်တင်ရန်ကြိုးစားသောသူသည်အသက်ကိုဆုံးရှုံးလေမည် မိမိအသက်ကို ဆုံးရှုံးသောသူသည်အသက်ကိုကယ်တင်နိုင်လိမ့်မည်။ပင်တို့အားငါဆိုသည်ကားထိုည၌အိယာတစ်ခုထဲတွင် ရှိနေသော လူနှစ်ယောက်နှင့်တစ်ယောက်သည်ခေါ်ဆောင်သွားခြင်းခံရ၍တစ်ယောက်သည်ကြံရစ်လိမ့်မည်။ကြိတ်ဆုံအတူကြိတ်လျက်ရှိသော အမျိုးသမီးနှစ်ယောက်နှင့်တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍တစ်ယောက်သည်ကြံရစ်လိမ့်မည်။လက်ထဲ၌ရှိသောသူနှစ်ယောက်နှင့်တစ်ယောက်သည်ခေါ်ဆောင်သွားခြင်းခံရ၍တစ်ယောက်သည် ြံရစ်လိမ့်မည်ဟုမိန့်တော်မူ၏။တပည့်တော်တို့ကလည်းမြည်သည့်အရက်တွင်ထိုတို့ဖြစ်ပြပါသည်နည်းဟုကိုရောအားမေးလျှောက်ကြလင်ကိုရောကအသေးကောင်ရှိရာအရက်၌လဒါတို့သည်စုဝေးကြလိမ့်မည်ဟုသူတို့အားမိန့်တော်မူ၏။ယေရှုခရစ်တော်သခင်မွန်မြတ်သောအေယုန်ဂေလိတရားတော်ပေသည်။ဘဝအတ္တနှင့်ပိုင်ဆိုင်ရာများဘဝအတ္တနဲ့ပိုင်ဆိုင်ရာများဟာတိကျအရာတွေဖြစ်ကြပါတယ် ရှင်လူကဘယ်လိုနားလည်ထားတယ်လဲဆိုရင်လောတရဲ့ဇနီးဟာဒီတီကြအရာနှစ်ခုကိုထတ်တူပြုလိုက်ခြင်းအဖြစ်အမားတွေကိုရောက်သွားတယ်။သူ့ရဲ့ပိုင်ဆိုင်ရာတွေမှာ သူ့ရဲ့ဘဝရှိတယ်။သူ့ရဲ့ဘဝကိုပိုင်ဆိုင်ရာတွေနဲ့ထတ်တူပြုလိုက်ခြင်းအဖြစ်သူ့ရဲ့ဘဝဆုံးရှုံးသွားခဲ့တယ်။ခေါ်တဲ့နောက်ကိုလိုက်နေခြင်းနဲ့နောက်လက်ကြည့်မိတဲ့အဖြစ်ဒါကြောင့်သခင်စုကနောက်လိုက်များကိုဒီနေ့တုံသင်ရရှိတယ်။ အာယုံခံစားမှုအပျော်ပါတန်ရောစဉ်အနောင်ဖွဲ့ပိုင်းဆိုင်ရာပစ္စည်းဥစ္စာတွေကြောင့်နောက်လိုက်ချင်းကနေပြန်လှည့်ဖို့မကြိုးစားပါနဲ့ဆိုတဲ့အချက်ကိုတင်ကြားနေပါတယ်နောက်လိုက်ချင်း၌သာလင်အသက်တာတွေ့ရှိမှဖြစ်တယ်နိုင်ငံတော်၌သာလင်ကျွန်တော်တို့လိုချင်နေတဲ့အရာ ရှာဖွေနေတဲ့အရာတောင်းတနေတဲ့အရာတွေကို တွေ့ရှိမှဖြစ်ပါတယ်ဖျားသခင်လူတွေစီလာရောက်တယ် သူပေးလာတဲ့အရာဟာနိုင်ငံတော်ပဲဖြစ်နေတယ်။သူခေါ်တဲ့အရာဟာဘဝအသက်တာစီကိုပဲဖြစ်နေတယ်။ဒါကြောင့်နိုင်ငံတော်ဘယ်အချိန်ရောက်မလာမလဲဆိုတဲ့မေးခွန်းဟာကျွန်တော်တို့ထုတ်ရမယ့်မေးခွန်းမဟုတ်ဘဲတင့်လျော်တဲ့မေးခွန်းမဟုတ်ပါဘူး။ရှင်လူကားဆိုလိုချင်တာကဖျားသခင် ခေါ်တော်မူခြင်းဖျားသခင် လူတွေစီလာရောက်ခြင်းဟာနေ့စဉ်ဘဝသက်တာမှာအချိန်တိုင်းဖြစ်နေတယ်။ တေခြင်းဟာတဖြည်းဖြည်းနိကလာတယ်လို့ဘုရားသခင်ရဲ့အလဲပတ်ပြုခြင်းဟာလည်းပဲအမြဲတမ်းပဲနိကလျက်ရှိတယ်လာရောက်လျက်ရှိတယ်ဒီချက်ကိုနှလုံးသွင်းမှတ်ယူအောင်ဖြစ်တယ်။ तू လာရောက်ခြင်းသူ့ရဲ့နိကခြင်းဟာနိုင်ငံတော်ပေးဖို့သူ့နောက်လိုက်ဖို့ခေါ်တော်မူခြင်းသာလင်းဖြစ်တယ်။ရှင်လူကားပေးတဲ့ဥပမာကတော့ရှင်းပါလေ။အသေးကောင်ရှိတဲ့နေရာမှာလက်ရာတွေရှိတယ်။ဘုရားသခင်နှုတ်ကပတ်တော်ကြောင့် စုယုံလာတဲ့နေရာမှာဖရာရဲ့နိုင်ငံတော်ရှိပါတယ်ဖရာရဲ့နိုင်ငံတော်ဆိုတာပထဝီဝင်အနေထားပေါ်ကနေရာဒေသတစ်ခုမဟုတ်ပဲဖရာသခင်ရဲ့အုပ်ဆိုးခြင်းသာလင်ဖြစ်ပါတယ်ဖရာသခင်ခေါ်တော်မူခြင်းကိုနားထောင်လိုက်တယ်ကြားလိုက်တယ်လက်တင်ခံတုံ့ပြန်လိုက်ပြီးဘဝတစ်လျှောက်လုံးရှောက်လိုက်နေတဲ့သူတို့အစုဝေးဟာဖျားသခင်နိုင်ငံတော်ပဲဖြစ်ပါတော့တယ်ကိုရိုင်းနိုင်ငံတော်သည်ရောက်ပါစေတော့